ကျွန်မစဉ်းစားလို့မရတာတခုတော့ရှိရပါတော့ဒီကျွန်တော်တို့ပြည်သူအားလုံးတော်လန်နေတဲ့တော်လန်ရေးဒီမတရားမှုတွေကိုမျက်မြင်ကိုယ်တွေ့တစ်ကဘာလုံးမြင်တွေ့နေရတဲ့နော်ဒီမအလာတို့စစ်အုပ်စုရဲ့လုပ်ရက်တွေဒီလုပ်ရက်တွေဈားထဲမှာကျွန်တော်တို့ပြည်သူလူထုကကက်ကက်ခဲခဲဈားကနေဒီတော်လန်ရေးကိုတိုက်နေကြတာဖြစ်တယ်တော်လန်နေကြတာဖြစ်တယ်အဲ့တော့ဘာအကြောင်းဒီတရုတ်ရဲ့စီးပွားရေးတွေကိုပေါ့နော်ဘာကြောင့်မို့ကျွန်တော်တို့က ဟိုစောင့်စည်းဖို့လိုအပ်တာလေ။ဘာလဲ။အကယ်၍ကျွန်တော်တို့နိုင်ငံအနေနဲ့တရုတ်ရဲ့စီးပွားရေးတွေကိုဖျက်ဆီးလိုက်မယ်ဆိုရင်တာဝန်ယူရမှာကဘယ်သူတွေလဲ။ပြည်သူတွေအားလုံးတာဝန်ယူရမှာလား။ဒါမှမဟုတ်လို့ရှိရင်ပေါ့နော်ကျွန်တော်တို့အဲ့ဒီတရုတ်ရဲ့စီးပွားရေးတွေကိုမထိမ့်သိမ့်တော့ပါပဲနဲ့နော်။ဟိုဖျက်ဆီးပစ်မယ်ဆိုလို့ရှိရင်တရုတ်ကစီးရင်နဲ့ဝင်ရောက်လာဖို့အခြေအနေကိုရှိနေတာလား။ဘာကြောင့်ကျွန်တော်တို့ကသူ့ရဲ့စီးပွားရေးကိုဒီလောက်ဖိနှိပ်နေတဲ့ကြားကနေပြီးတော့ဒီတရုတ်ရဲ့ ဟိုပတ်ဝင်ပတ်သက်မှုတော့သူတို့တော်လိုင်းရေနောက်နေနေတယ်နောက်နေမြေတွေပြန်ပြီးတော့ဒီ live show ကိုပြန်ပေးရတဲ့ကိစ္စတွေမျိုးပတ်သက်ပြီးတော့ဘာကြောင့်ကျမတို့ကသူတို့ကိုစောင့်စည်းရတာလဲပေါ့နော်အရင်ကတော့မြင့်သွားပြီထင်တယ်နော်မြင့်သွားလို့လေဒီမှာအုံနောက်နဲ့တိတ်ပြီးတော့ live မမီတဲ့ကိစ္စဖြစ်တယ်ကျမတို့ကတော့ရိုးရိုးပြည်သူတွေဖြစ်တယ်ပေါ့နော်ရိုးရိုးပြည်သူတွေဖြစ်တဲ့အတွက်ကျမတို့ကဒီလိုမျိုးဟလာကိုယ်နိုင်ငံကိုနော်မကူညီတဲ့အပြင်ကိုယ်နိုင်ငံရဲ့စီးပွားရေးအကျိုးစီးပွားရေးအကျိုးအမြတ်တွေကိုလည်းနော်နှစ်နှစ်ရှည်လာများနော်ရာစုနှစ်တစ်ခုချီပြီးတော့နော်ယူထားတဲ့အပြင်ကို နော်မြန်မာနိုင်ငံကိုအမျိုးမျိုးစစ်ရေးပြိပခဖြစ်အောင်ဖန်တီးပေးခဲ့တဲ့ဒီတရုတ်ကြီးအမျိုးမျိုးကျွန်တော်တို့ကိုဒုက္ခရောက်အောင်လုပ်နေတဲ့တရုတ်ရဲ့လောင်းရီအောက်ကနေကျွန်တော်တို့တွေဘာကြောင့်ရုံးမထွက်နိုင်တာလဲနော်ခုကဘာကြောင့်သူ့ရဲ့စီးပွားရေးတွေကိုကျွန်တော်တို့ကဆော့ရှော့ပေးဖို့လိုအပ်နေတာလဲကျွန်တော်တို့ပြည်သူတွေရဲ့အသက်အိုးအိမ်ချောက်လားနော်ဒါကတော့ကျွန်မကျွန်မဟိုအုံနောက်နဲ့လိုက်မမီတဲ့ကိစ္စတွေဖြစ်တဲ့အတွက်ပေါ့နော်ဒါကိုကျွန်မသင်စားနေတာပေါ့လေအဲ့တော့စစ်ကောင်စီကတစ်ချိန်လုံးကျွန်တော်တို့ပြည်သူလူထုကိုနော် ဟိုအစစ်နိုင်လူတန်းစားတွေလိုပဲတတ်မှတ်ခဲ့တာလေသူတို့လုတ်ချင်အောင်လုတ်ခဲ့တယ်ဆွဲချင်လို့ဥပဒေဆွဲခဲ့တယ်နော်အခုဒီအထက်မှာထွက်လာတဲ့ဇင်းတွေရှိတယ်အဲဒီဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ခြံစည်းရိုးကိုခိုးပြီးတော့မြေတွေကူးပြီးခတ်နေတဲ့ကိစ္စကိုဟိုတွန်လိုင်းတက်ခွဲတွေနဲ့တွေ့လို့ဒါတားမြင့်လိုက်ရတဲ့ကိစ္စတွေရှိတယ်နော်နောက်ခုဒီလာရှိုးကိုပြေးလိုက်ရတဲ့ကိစ္စကလာရှိုးထဲကိုတရုတ်တွေဝင်လာပြီးတော့သူတို့လုံနေတဲ့ဟိုတပ်ပုံတွေထွက်လာတာရှိရပေါ့နော်သူ့ရဲ့မြို့အပိုင်လိုလိုဖြစ်သွားတဲ့ပုံစံမျိုးတွေထွက်လာတာကိုလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီလားရှိုးကြီးကနော်မအလာလို့ เนาะသူတို့ပြန်ယူတယ်ဆိုပေမဲ့ကျမတို့တိရတလောက်ကြားရတလောက်ကတော့ဒါတရုတ်ရဲ့လက်ထဲကိုထိုးထည့်လိုက်တာဖြစ်တယ်အဲ့တော့ဒီလားရှုပ်ဟာတရုတ်ရဲ့အပိုင်ဖြစ်သွားတော့မှာလားပေါ့เนาะဆက်ကကြတော့လောက်ချင်တယ်လို့ဖြစ်ချင်တယ်လို့ဖြစ်နေတယ်ကျမတို့နိုင်ငံကြီးကလေဖြစ်ချင်လို့ဖြစ်နေတယ်ဒီမအားလာကြီးကိုဒါကျမတို့အမြန်ပေါ့နော်ဒီတော်လန်ရေးကိုကျမတို့တစ်ဖက်ဖက်ကိုအလေးတောက်အောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့မြန်မာနိုင်ငံရဲ့အနာဂတ်ကတော်တော်ကြောက်စရာကောင်းနေရှင့်เนาะနောက်ခုကကျမတို့ဒီတရုတ်အနေနဲ့ပေါ့နော်အဥမာပေါ့ ထိုင်းကိုဆိုရင်တရုတ်ရဲ့အကော်တရုတ်စကားထိုက်ကော်เนาะအမေရိကကိုဆိုမေကော်เนาะအဲ့လိုမျိုးကော်ကော်လေးတွေထည့်ပြီးတော့ပြောတယ်အဲ့ကော်ဆိုတာနိုင်ငံပေါ့ရှင်เนาะအဲ့တော့ထိုင်းနိုင်ငံဆိုထိုက်ကော်ဆိုရင်ဒါထိုင်းနိုင်ငံလို့သူတို့ခေါ်တာအဲ့တော့မြင်တဲ့မြင်တဲ့ဆိုတဲ့အဓိပ္ပာယ်ကခုနကကျွန်မကြည့်လိုက်ရတာပေါ့เนาะအဒီအင်တာဗျူးတစ်ခုမှာကြည့်လိုက်ရတာမြင်တဲ့ဆိုတဲ့အဓိပ္ပာယ်ကပြည်နယ်လို့ဟိုဟာအဓိပ္ပာယ်ရတယ်ပေါ့เนาะပြည်နယ်ပေါ့မြင်တဲ့ဆိုတာဒါမြန်မာပြည်နယ်တစ်ခုအနေနဲ့ဟိုခေါ်ခေါ်တုံးတုံးနေခြင်းဖြစ်တယ်ပေါ့ဒီတော့ ဖောင်းနိုင်ငံကဒီစစ်အုပ်စုရဲ့လက်ထဲမှာကြာရောက်ခဲ့တဲ့နှစ်90လုံးလုံးဒီတရုတ်ရဲ့စိုးမှုမှုအောက်မှာအပေးအယူတွေလုပ်ပြီးကျွန်တော်ပြည်သူတွေသိလိုက်တာနည်းနည်းပဲရှိတယ်။နော်မသိတဲ့ကိစ္စတွေအများကြီးရှိသေးတယ်။အများကြီးကျွန်တော်တို့နိုင်ငံဝါးမြူထားတာ။နော်ခေါအခုနအခေါ်ပေါ်လေးတော့မှဒါဟိုကိုအရင်ထဲကခေါ်ပေါ်လာခဲ့တာမြင်သိဆိုတာကပြည်နယ်တခုမြန်မာနိုင်ငံကိုသူ့ရဲ့ပြည်နယ်တခုလိုပဲသဘောထားနေတဲ့ပုံစံမျိုးဖြစ်တယ်။နောက်ချစ်အဝင်လို့ရလို့ချစ်အဝင်သားပြီးတော့လက်ဝင်လို့ရရင်လက်ဝင်မယ်။ခေါင်းစလုံးလုံးဝင်လာလို့ ရတဲ့အချိန်ကျရင်ခေါင်းလုံးလုံးဝင်လာမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့အဲ့တော့မအလားလို့စစ်အုပ်စု လုံပုံလုံနီးနော်တို့ကတော့ခွေးယူးလေပေါ့ရှင်ခွေးယူးလေလိုက်ကြိုက်တယ်ဆိုရင်အဲ့ခွေးယူးအကြိုက်ခံရတဲ့လူကယူးသွားတာလေနော်ယူးယူးမယူးရင်လည်းပေပေါ့ရှင်နော်ယူးပြီးပေတာပေါ့အဲ့တော့ကျမတို့ကဒီခွေးယူးတကောင် အကြိုက်ခံရတာ ਨੇ တကယ်အဲ့အချိန်လေးကိုရောက်နေပါလေနော်အဲ့အချိန်လေးကဒါပေမဲ့တို့ကဒီဓာတ်ထဲမှာတော့ဟိုအရန်စိတ်ပြက်စရာတော့လည်းမဟုတ်တော့မဟုတ်သေးဘူးပေါ့နော်တို့ဒီဓာတ်ထဲမှာဒီရက်တွေထဲမှာဆိုလို့ရှိရင်ဒါ ောင်ပွဲတွေကပို့ပို့ပြီးတော့စက်တိုင်စက်တိုင်များလာပြီးတော့ဗီဒီယိုဖိုင်တွေတွေ့မှာပါเนาะအရှင်ဖမ်းမိတာတွေရောအသေးပြတ်တတ်တာတွေရောဆိုတော့ဟိုတကယ်အောင်မှာကျွန်တော်တို့ကျွန်တော်တို့ရဲဘော်တွေအရန်စူးစမ်းနေတယ်လို့ကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဘလို့ကဒီအာဆရာကြီးဆိုရင်စိုးတို့မြန်မာပြည်ပြန်ရောက်တဲ့သတင်းလေးတွေလည်းတွေ့ရတဲ့အခါကျတော့ပို့ပြီးတော့အားတက်စရာဖြစ်တယ်အဲ့တော့ စိတ်ဟိုစိတ်ကတော့ကြောက်ကြရမလို့ဘူးကျွန်တော်ကစိတ်ရင်းနဲ့ဆိုလို့ရှိရင်တော့နိုင်နေပြီးသားဖြစ်တဲ့အတွက်ဒီဘက်ကိုစိတ်တမကြိုက်မယ်ဒီတရုတ်အကြောင်းကိုကျွန်တော်တရင်းနဲ့တက်လာပြီဆိုရင်အရန်စိတ်နောက်ရှက်ဖြစ်ရပြီးတော့မှအရန်ကိုမှမုန်တီးယွန်ရှာတယ်ဒီနိုင်ငံကြီးကိုလေကျွန်တော်ရမိုင်းနိုင်ငံသားတယောက်အနေနဲ့ဒီတရုတ်ကိုမြန်မာပြည်ရဲ့မြေတလက်မတော့ကျွန်တော်တို့မပေးချင်ဘူးပေါ့နော်အဲ့တော့ရင်းထဲမှာအရန်နာကျင်ရတာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော် MMDA ကိုယုံကြည်ခဲ့တယ်ဒါကလည်းအပြစ်တော့မဟုတ်ဘူးယုံကြည်နေတဲ့လူတွေရဲ့အပြစ်တော့မဟုတ်ဘူးနောက်တစ်ခုက နိုင်ငံရေးမှာလှည့်ကွက်တွေရှိတာဖြစ်တဲ့အတွက် MMDA A ပေးလိုက်ရတဲ့လာရှုံးဟာနော်ဒီလှည့်ကွက်ဖြစ်ပါစေလို့ကျွန်မမျှော်လင့်နေဆုတောင်းနေပါရှင်နော်အဲဒါပေမဲ့ကျွန်မတို့အမြင်နဲ့ကြည့်မယ်ဆိုလို့ရှင်တော့ရက် MMDA ဟာရက်မယ်ဆိုလို့ရှင်မြန်မာပြည်ဘက်ကပဲရက်ကမှာအကယ်၍တရုတ်ကိုကြောက်လို့ပြက်ပြက်သားသားမရက်တည်ရဲဘူးဆိုလို့ရှင်တော့တွန်းလှန်ရေးနိုင်ခဲ့ရင်သူတို့မှာပြဿနာအများကြီးရှိရပေါ့နော်ဒါဒါလည်းတစ်ခုပေါ့လေနော်အဲ့တော့အင်ဂျင်နိုင်ငံတွေကလည်းနော်သူတို့ကျွန်တော်တို့မြန်မာနိုင်ငံကို ဟိုပြောမယ်ဆိုလို့ရှိရင်တော့ငိမ့်ချမ်းစီကျင်တာငိမ့်ချမ်းရေးလန်းကိုပဲအတင်းဇွတ်ဆွဲသွင်းနေတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့တို့မအောင်နေဘာလို့လဲဆိုပြည်သူလူထုကလုံးဝမှအချိန်မလျှော့ဝင်နဲ့မောင်းတင်ထားတာဖြစ်တဲ့အတွက်အာဆီယံရဲ့စူးစမ်းမှုကဘေးနိုင်ငံတွေရဲ့စူးစမ်းမှုကမအောင်မြင်ဘူးဒါပေမဲ့သူတို့တကယ်ဖြစ်ချင်တဲ့ဆန္ဒကမြန်မာပြည်သူလူထုဘာပဲဖြစ်ဖြစ်မအလားဘာပဲဖြစ်ဖြစ်အ мян ငိမ့်ချမ်းဖို့တာတို့ကဆန္ဒရှိတဲ့သဘောကိုတောက်လျှောက်တောက်လျှောက်တွေးလာရတာဖြစ်တယ်ပေါ့နော်ဒါကဘာကြောင့်လဲဆိုလို့ရှိရင်တာဝန်ယူရမှာကြောက်လို့ပါဘလို့တာဝန်ယူရမှာကြောက်လို့ဆိုအကယ်၍တာတို့ဟာတော်လိုင်းရဲ့ဘက်ကိုတာ ပြက်ပြက်တာတာရက်တည်လိုက်မယ်တော်လိုင်းရေးကိုဟိုထောက်ကူလိုက်မယ်ကုညီလိုက်မယ်ဆိုလို့ရှင်တို့တောင်းလီဝါမယ်နောက်ဆက်တွေရေးအဲ့ဒါဘာလဲဆိုရင်နိုင်ငံတွင်းထဲကနေထွက်ပြေးလာတဲ့စစ်ဘေးရှောင်ဒုက္ခတွေတွေကိုတို့တောင်းယူပေးရမှာဖြစ်တယ်ပေါ့နော်အဲ့တော့အခုတို့တာဝန်ယူခြင်းလို့လေဒါဖန်စီတာတွေထိုင်းနိုင်ငံမှာရောလေးရှားနိုင်ငံမှာရောဒါအဖက်ဖက်ကနေမြန်မာပြည်သူလူထုဟာအဖိနှိပ်ခံရတဲ့အနေအထားမျိုးရှိတယ်ပေါ့အဲ့တော့တို့တာဝန်ယူရမှာကြောက်တယ်ဆိုပေမဲ့ကျမတို့ပြည်သူလူထုရဲ့နော်ဇွဲကောင်းမှုနဲ့ ကြန့်ခိုင်တဲ့စိတ်ဓာတ်တွေကြောင့်တို့ဟာလုံးဝရှေ့ဆက်လို့မရအောင်ဖြစ်နေပေါ့နော်အဲ့တော့ဟိုဒီတိုင်းထဲမှာတက်လာတဲ့သတင်းတွေအများဆိုရင်ကျွန်တော်တို့အတွက်အယောင်အားရှိတယ်နော်ဒီတော်လည်းတက်ဖွဲ့တွေတိုင်းနောက်လက်နက်ကင်တွေအားလုံးကျွန်တော်တို့ရှေ့ဆက်ဖို့ပဲကျွန်တော်တို့ပြည်သူလူထုရဲ့အတန်ကိုနားထောင်ပေးထားဖို့တော့ကျွန်မပြောချင်တယ်ပေါ့နော်အရင်တော့ကမငြိမ်ညွတ်ခဲ့တဲ့ကိစ္စလေးတွေရှိပြီမြင်အခုနောက်ပိုင်းမှာကျွန်မထင်ရသလား လုံးဝစီးလုံးညင်ညွတ်လာမဲ့အချိန်တခုကိုပို့ပြီးတော့ရောက်လာလိမ့်မယ်အခုလည်းစီးလုံးညင်ညွတ်နေတာပါပဲတချို့အပွဲတွေကလွှဲရင်ပေါ့ရှင်နော်ဒီ MMDA တို့ကလာရွှေရဲ့ရင်ဝင်ထဲမှာရှိနေတဲ့အတွက်ဒါတွေတော့ကျွန်မနေအခုချိန်မှာမတုံးသက်လို့သေးဘူးအကယ်၍ MMDA အေးတာကျွန်တော်တို့တော်လန်ရေးကိုနော် PR တခုကြောင့်ဟိုတစ္ဆာဖောက်ခဲ့ရတယ်ဆိုလို့ရှင်လည်းပဲအဲ့ဒီတစ္ဆာဖောက်မှုအပေါ်မှာ MMDA အနေနဲ့ဒါအကျွေးတင်သွားမှာဖြစ်ပါတယ်မြန်မာပြည်သူလူထုအပေါ်မှာအကျွေးတင်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကတော့စောင့်ကြည့်အနေထားပဲဖြစ်တယ်ပေါ့ဆိုတော့ သွားလို့ရဲ့တော်လန်ရေးအခြေအနေကတော့ဒီရက်ထင်မှာကြားရတဲ့သတင်းတွေကတော်တော်အားတက်စရာကောင်းတယ်ဂျဲဘော်ကြီးတော်လန်ရေးအဖွဲ့တွေကတော်တော်လေးကိုအားတင်အားတင်းပြီးတော့မှတော်တော်လေးစူးစမ်းပန်းစားလုပ်နေတဲ့အခြေအနေမျိုးကိုတွေ့ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့လုံးဝအမျှော်လိုက်ဖို့အားပေးချင်ပါတယ်ပြည်သူလူထုအားလုံးကိုအဲညီကောင်မ